ဘလောက်တောင်းတောင်းအစင်တွေကပြဖြောပြပေးလို့နမဲကြီးနေတဲ့ရန်ကုန်ကမိုဟင်းကဆိုင်ဝေဒမြလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်အခုခေတ်ကစားတော့ဆိုင်တချို့မှာခတ်ချော့ချော့ကောင်မလေးတွေနဲ့အစင်ကောင်လေးတွေကိုကပြဖြောပြခိုင်းတာတွေကခစ်စားနေကြတာဖြစ်ပါတယ်အရင်ကဆိုဒီလိုဖြောပြမှုတွေကတော့ဘားတွေကလပ်တွေလိုအပြော့ပါနေရာတွေမှာသာတွေ့ရတတ်ပြီအခုနောက်ပိုင်းမှာတော့တာမန်မုတ်ဆိုင်တွေစားတော့ဆိုင်တွေလိုနေရာမျိုးတွေမှာပါတွင်တွင်ကျကျတွေ့လာရတတ်ပါတယ် အထူးသဖြင့်ရန်ကုန်မှာရှိတဲ့ဆိုင်တွေမှာဒီလိုဖျော်ဖြေမှုတွေကိုလှုပ်ဆောင်လေရှိပြီးအခုတလောမှာဆိုရင်တော့ဗလာတောင်းတောင်းအစဉ်တစ်တိုက်ကပြဖျော်ဖြေတဲ့မုံဟင်းကဆိုင်ကနာမည်ကြီးနေခဲ့တာပေါ့အဆိုပါမုံဟင်းကဆိုင်ကတော့ရန်ကုန်မြို့ကပ္ပအေးမှာရှိတဲ့ Hotel KPA ကမုံဟင်းကဆိုင်ပဲဖြစ်ပါတယ်မုံဟင်းကကပုံမှန်ဆိုရင်တော့မန္တလေးပိုင်းနဲ့နေလေပိုင်းတွေမှာရောင်းချစားတောင်းလေရှိတာဆိုပေမဲ့ ဟိုတယ် KPA မှာတော့အများနဲ့မတူညပိုင်းမှသာရောင်းချတာပေါ့မုံဟင်းကားဟာမြန်မာလူမျိုးတွေရဲ့သဲချေကြအဆဆာဖြစ်တာကတကြောင်ဗလာတောင်းတောင်းနဲ့ခတ်ချောချောအစင်တတိုက်ကကပြဖြော်ပြတာကတကြောင်ကြောင့်ညပိုင်းရောင်းပေမဲ့ဟိုတယ် KPA ရဲ့မုံဟင်းကားကရောင်းကောင်းနေခဲ့ပါတယ်မိုဟင်ကဆိုင်ရင်အစင်တိုက်ကိုငန်းလို့ရမယ့်အပြင်ဘလောက်တောင်းတောင်းအမျိုးသားတွေရဲ့ six pack တွေကိုလည်းခန်းစားခြင်းတော့ဟိုတယ် KPA ကသွားဖို့အသင့်တော်ဆုံးဆိုပြီးလဲ online မှာလူပြောင်းများနေကြတာပေါ့ လူအများချမကဖျောက်ဖျော်ပြရတာမလို့ဒီမုံဟင်းကဆိုင်ကကောင်းလေးတွေရဲ့လဆာကလည်းမနေလှပါဘူး။လဆာ9သိန်းကနေ12သိန်းအတွင်းရရှိတာဖြစ်ပြီးကန့်သတ်ချက်တွေနဲ့ဒီအမျိုးသားတွေကိုရွေးချယ်ထားတာဖြစ်ပါတယ်။ကဖျောက်ဖျော်ပြပေးရတဲ့အမျိုးသားတွေကိုရွေးချယ်ရမှာ2009ကနေ2009အတွင်းမွေးဖွားသူတွေကိုတောင် တည်တံ့ရွေးချယ်တာဖြစ်ပြီးအရမောင်းကလည်း9ပေ10လမအနည်းဆုံးရှိရမှာဖြစ်ပါတယ်။အလောက်ချိန်ကတော့ည8နာရီကနေည12နာရီထိဖြစ်ပြီးမိနစ်30မှာတစ်ချိန်10မိနစ်ကိုမှတရက်ကိုတစ်ချိန်နှစ်ပုတ်ကပြရမှာဖြစ်ပါတယ်။ညပိုင်းမှာပဲလုံလုံရတာမလို့မနက်ပိုင်းနေမှာတော့မနက်7နာရီကနေ12နာရီထိဂျင်းကစားရပြီးအဘက်မှာ9ရက်တိတိထရိုင်နာနဲ့လည်းအပ်ပေးထပ်ပါသေးတယ်။ ။ဒါအပြင်၃လပြည့်ရင်မော်ဒယ်တင်နန်းနဲ့၆လပြည့်ရင်ရေကူးတင်နန်းအပ်ပေးပြီးဟိုတယ် KPM မှာနေထိုင်ဖို့လည်းစီစဉ်ပေးချပါတယ်။ဒီလိုသေးချာစီစဉ်လေ့ကျင့်ပေးပြီးမှမိုးရင်းကဆိုင်မှာဖြည့်ပြည့်ရတာဖြစ်ပြီးတစ်နှစ်စာချုပ်လည်းချုပ်ရသေးတာပေါ့။ကိုယ်ရင်ကလည်းကပြရရတလို့စားသုံးသူတချို့တွေကလည်းတွဲကကြပါတယ်။ဒါကြောင့်လူတချို့ကတော့လူရှိသူရှိမှတတိမွေကပြနေရတဲ့ဒီအစဉ်တစ်သိုက်ကိုကိုချင်းစာတနာနေကြတာတွေ့လဲရှိပါတယ်။အများစုကတော့သူတို့ကပြတာကိုကြည့်ချင်းလို့မိုးရင်ကကိုတပွဲပြီးတပွဲအကမပြီးမချင်းမှစားတတ်ကြပါတယ်။ အဲ့ဒါကြောင့် Hotel KBA ရဲ့မိုးရင်းကားကိုတန်းစီပြီးစောင့်စားနေရတာတွေလည်းရှိလာခဲ့တာပါ။ဒါပေမဲ့တချို့တွေကလည်းဒီလိုကပြဖြောပြမှုတွေကိုမကြိုက်ကြပါဘူး။အစားစားတဲ့နေရာမှာအေးအေးဆေးဆေးသာစားခြင်းပြီးမျက်စိနှာအာရုံနှောက်ဖျားတာကိုမကြိုက်တဲ့သူတွေအတွက်ကတော့ဝန်ဆောင်မှုကသဘောမကျစရာဖြစ်နေခဲ့ပါတယ်။ဒါအပြင်ငွေကြေးလောက်စာရဖို့အတွက်အင်ချီချွတ်ပြီးဖြောပြအသုံးတော်ခံနေရတာကမဖြစ်သင့်ဘူးလို့ယူဆနေသူတွေလည်းရှိပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဟိုတယ် KPA ကတော့မြန်မာတိုင်းငံလုံးမှာတဆိုင်မဲရှိတဲ့ရှားပတ်ဝင်ဆောင်မှုပေးတဲ့မုံဟင်းကားဆိုင်ဖြစ်နေတာကြောင့် online ပေါ်မှာလည်းနာမည်ကြီးနေသလိုအစဉ်တစ်သက်ရဲ့အကားလောက်ကိုခန်းစားခြင်းလို့တောင်းရောက်စားသုံးသူတွေနဲ့လည်းစီကားနေကြတာဖြစ်ပါတယ်။ဘရဒတ်တို့အနေနဲ့ရောမုံဟင်းကားကိုဘလောက်တောင်းတောင်းအစဉ်တစ်သက်ရဲ့အကားလောက်နဲ့ဖြောပြေးရောင်းချနေတဲ့ဟိုတယ် KPA နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။